ားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီတင်စာပေးချင်တဲ့ဇာလန်လေးကတော့5 plus 1ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇာလန်စာ မတ်တင်ရွှေတို့ဇာလန်တော့မစားသေးဘူးစောစောစီစီအဖိုးကြီးနဲ့တီးထုံနေရပြီထမင်းပြောတာပါအဲ့ဒါအဖိုးကြီးနဲ့လည်းတီးရသေးတယ်အဖိုးကြီးကထင်သလောက်ရှားကားလည်းမချွေးနိုင်တော့မတ်တင်ရွှေမပြောတော့ဘူးကာကျင်နေခုံညင်နေတဲ့လုံမရအဖိုးကြီးကရိုးဖို့ပဲသီးတယ်ကြမ်းလားမသိဘူးနည်းနည်းပါးပါးအောက်ဆိုက်ရှားဖို့ပြောတာပါအဲ့ဒါမတ်တင်ရွှေလည်းအဖိုးကြီးကိုသူ့ရာထူးနဲ့နည်းနည်းပါးပါးလက်တီးဆိုလဲမရဘူးသူက အသောယိုးရာကိုပဲခေါ်ယူနေတာကိုမှသူများက ကြေပြီးတော့လာကြတော့လေလက်မခံပြန်ဘူးအဲ့ဒါသူကသာလက်မခံတာဘတ်တင်ရှိကတော့နောက်မှပတ်စံတစ်ဆောင်နဲ့မလောက်လောက်သုံးဖို့ချင်ရင်ဟိုကဒီလောက်ဒီကဒီလောက်နဲ့တယောက်ထဲအားလောက်လောက်တွေဖြစ်နေတာကိုမအဲ့ဒါသူကသာအားလောက်လောက်အရှိန်ကဖားကြီးတို့ကြတော့ပြန်ပြောင်းရှာတတ်ဖွေးတတ်ဆိုတော့ခလေးတောင်ဆင်ထားတဲ့ဆွဲကြိုးကကျိုးခုံလို့ရတယ်ကိုမနဲနဲတော့အရှိန်မဟုတ်ဘူးအလောက်ကြတော့ဘတ်တင်ရွှေတို့ကိုမခံတာကိုမဒါနဲ့ဘတ်တင်ရွှေလေးစိတ်မကောင်းစိတ်မကောင်းလေနှွားမထမမွေးနေ 哦，这晚被人差了，哪 <noise>？ ဖာကြီးမိမနဲ့တွေ့လို့အကြွားခံလိုက်ရသေးတယ်။သူတို့ကဘာသားတွေညာသားတွေမှာစားတာဆိုပြီးမတင်ရွှေဝကြဘာဝဲလာလဲမိလား။သူလည်းယောက်ျားမရှိတော့ဖြစ်တယ်လို့ခရမ်းသီးတယ်ကြီးပဲ။ဟိုမှာအရာမချပါဘူး။သူခရမ်းသီးဝယ်ပြီးမှသူ့ယောက်ျားလည်းပြန်ချလာတော့သူလည်းရင်အဖွင့်ပေါ့။ဖာကြီးတို့ကိုအားကြတယ်။ဖာကြီးတို့လိုအတုံးကြီးရလိုချင်တယ်ဆိုတော့ဆွဲကြိုးပြောတာပါ။အရာကိုဝင်းထုံးထုံးကလည်းဝယ်ရပေးနိုင်တော့မတင်ရွှေနဲ့စကားတွေညာညာလဲစကူပလန်ထူထူထဲထဲဖိုးတော်တယ်ဆိုပြီးမတင် ရွှေလဲခြေဦးတဲ့ကထွက်ချလာတာတက်စီသမားကိုကိုဒီနဲ့ထူရောတို့တော့ကိုကိုဒီလဲမိုက်တဲ့ရွှေကို ဘယ်သွားမှလဲဘာညာအလကားလိုက်ပို့မိမယ်ဆိုတာနဲ့မတင်ရွှေလည်းပြောပြီးဒိုးချလိုက်တယ်အဲ့ဒါကားပေါ်မှာတင်သူတို့နှစ်ယောက်လည်းရင်းနှီးသွားပြီးမတင်ရွှေလည်းသူ့ငွေချင်းအိမ်ရောက်သူ့ငွေချင်းကလည်းဘာမှလုံးဆရာကိုမလိုဘူးအမေပေးတဲ့လဲတကွက်ကိုအကွက်ရိုက်ပြီးရောင်းစားနေတာဟိုမှာကြိတ်ကြိတ်တို့ပဲလဲကွက်တွေများ အစင်ပြေချမ်းဒါနဲ့မတင်ရွှေလည်းအာချာအာချာနေရင်ငနေမှာကသူ့လိုအစင်ပြေအောင်နှလုံးလေးချသွားဆိုတာနဲ့မတင်ရွှေလည်း900ဘူတီးထုံလိုက်တော့7နှစ်အတော်ပဲရှိသေးတယ်၄000ဒါနဲ့သူလည်းအားပါသွား ွားပြီးခဏခဏတီတာဈေးဘိုးတွေပါကုံရောကုံတော့ဆိတ်တွေညင်းရတော့ကိုကိုဒီကလည်းတတ်တယ်ဘာမှဘူးနဲ့ဆိုပြီးလူတာ9000ကို9000ပေးပြီးအသကုံတီးထုတ်ပြီလေရောဘိုးပါကိုကိုဒီပြီးတော့9000နဲ့ရက်လက်အောင်များတီးနေလို့မသိဘူးအဖိုးကြီးပြောင်းတာတော့သူတို့မရောက်သေးဘူးပြီးမှရောက်ချလာပြီဒါလည်းအဖိုးကြီးကမရင်မိဘူးမရင်ပြီးတော့သူတို့လည်းလင်းလက်တလို့တီးတာလက်တီးရဖြစ်နေကမှာနောက်ဆုံးကိုကိုဒီမိမတီးသွားတာနဲ့ပြဿနာတွေတက်ပြီးကိုကိုဒီနဲ့တခါရတခါရပြီးနှခမ်းမြောက် ောက်ကြတော့မတ်တေရှေတငယ်ချင်းပဲစားပြန်ရော AI channel လောက်တာနဲ့အိမ်မှာတီးကြတာမိမလေးကြားတယ်လူနိုင်ကဆရာကြီးဆရာကြီးတော့မတ်တင်ရွှေလဲဘူရေကြီးကြတာအကျွေးမပေးနိုင်တာနဲ့လူနိုင်ကအကျွေးနဲ့ထပ်တီးပြန်ရောဟိုမှာတကားလုံးတီးနေကြတာအရာတီးတော့ရက်ကွက်ကကောင်းနေလဲရက်ကွက်နာတယ်လို့တော့မတ်တင်ရွှေကအဲ့ဒါကြမခံဘူးငနေတွေကိုငချောက်ဖို့တိုင်နဲ့ချင်းလဲဖပတွေပေးတာဟိုကောင်းနေလဲအကွဲလိုက်တယ်ဖြစ်ပြီးပြေရောဟိုမှာဒီလောက်တိုင်းကျွမ်းရတာနဲ့လောက်ဝဲကြထိုးဝင်စားဘူးချွေးထွက်တာချင်းအတူတူကိုခုတော့ကိုကိုတီတို့လူနိုင်တို့လက်ချက်နဲ့ကလေ င်းရိုးတွေအချိုးတော့မယ်။ဟိုမှာအကနေမချပါဘူး။ကသင်းရိုးကကျိုးနေမဟုတ်ဘူး။ရေပါရှမ်းလို့ဖြစ်တော့ရကောကလူတွေလည်းမခနိုင်တော့ဘူး။ခဲတဲ့ဝိုင်းထုလေတာ။အိုပြေးဒီပြေးတွေဖြစ်ကုန်ပြီ။ဖိုကြီးနဲ့မတ်တင်ရွှေလဲကွဲ၊ကွဲလဲမတ်တင်ရွှေတကမရှာဘူး။နောက်တယောက်ထပ်ပေါ်လာပြန်ရော။ခိုင်အောင်ဟိုမှာအတီးသမားတွေကြီးပဲ။ဘန်းတော် ထောင်လို့ရနေပြီ IC ထပိုတီးမဲ့ကောင်လေးကူပါအကန်လေးမတ်တင်ရွှေသမီးလေးအရွယ်ရောက်အရွယ်ရောက်တော့ခိုင်အောင်ကချိန်ရင်အနေမှာကလင်းနောက်ထလိုက်သွားတော့မတ်တင်ရွှေလည်းဂီးသွားရောဂီးတော့ခိုင်အောင်လည်းသူ့အပြင်နောက်ဆုံးသေးမလို့ဖြစ်မှာဝင်ထုံထုံလည်းသူ့စီရောက်လာပြီးဆုံးမတာဟိုးရှိရတုံးကလည်းအဲ့လိုပဲမတ်တင်ရွှေနဲ့ဝင်ထုံထုံကလင်းမရပဲသူတို့ကဘာသာရေးခိုင်းဆိုင်လို့အလူထားနေကိုဒီဘခက်ကဒါအိုးကြီးတွေလည်းလုပ်တာပြီးတော့ဖန်တတ်တွေလည်းတေးသိမ့်မဲ့စီပြီးမိโยတွေကလည်း ယ်တားလာပဲအဲ့ဒါတိုင်းကနေတနေ့ရသမာမျိုးရင်းကသူ့ကိုတွေ့ပြီးသူ့တကယ်ရင်းနေလောင်းကစားလို့တော့မတင်ရွှေကိုသူ့ရောက်လိုက်မယ်ဆိုပြီးဌာနမျိုးရင်းလဲ ထချင်းပဲ။နောက်နေ့ဆောင်းတလက်နဲ့မတ်တင်ရှီကိုအသုံးတီးပြတာမတ်တင်ရှီတယောက် ODP တွေဖြစ်နေလို့နောက်ကနှစ်ယောက်လည်းမနေတားနေရတယ်။ဒါတော့မျိုးလင်းကဆောင်းကိုတဖတ်တဲ့နဲ့တီးတာအဲ့ဒါတီးနေနောက်ဆုံးမျိုးလင်းကမတ်တင်ရှီကို ဆောင်းနဲ့ရောတီးပစ်လိုက်တာဝဲတော်တို့စိုးဆက်ဖြစ်ပြန်ရော။ဟိုမှာသူလည်းဘဝစတိုင်အတီးခံနေရတာလူဆုံးနေပြီ။အဲ့တော့သူလည်းခွက်တွေမဆေးချင်တာနဲ့မတ်တင်ရှီကိုချိန်ခိုင်းမတ်တင်ရှီလည်းဘာမှဖြစ်တော့ပါဘူးထင်ပြီ။ချိန် အလားတူရင်မကဘူးဘာမှမဆိုင်နဲ့နောက်ကနှစ်ယောက်ပါလိုက်ချင်ရတော့နေဆာညခံနေဖြစ်ကုန်ရောနေပါဆိုဆန်ညပါဆိုခွေးလိုက်လိုက်ဆွဲတော့ခွေးကကြောင်ကြနေရပဲဆိုမှမတင်ရွှေလေဖောက်ပြန်ရင် ခွေးနာချက်ပဲစိတ်တွေဖြစ်မဲ့ဆိုတာသိပြီးနောင်သားတွေနဲ့မသာပေါ်ရင်ပြီးဆုံးသွားပါပြီပေးခြင်းနဲ့မဆေ့ချ်ကတော့လေထုံးမင်္ဂလာဆိုတာပါပဲလေတော်ကထင်းနေထုံတော့ငါတော့ထုံသွားလို့ဘူးမအားလုံးပဲကျေးဇူးတင်ပါတယ်ညာ